ကဲမနေ့ကတော့ကျွန်တော်တို့30ဩဂတ်ပေါ့နော်3သီစာပေါ့ထိတ်ဆိုရင်3ပတ်သီဆိုရင်3ညပြီးတော့ကျွန်တော်တို့30 main ကွက်နော်ဥက္ကံ30ကျုပ်ပြောင်းအောင်မယ်ဆိုပြီးတင်ပေးထားတာနော်တင်ပေးထားတာဆိုတော့ဒီကောင်းနဲ့ပြလို့မရ sorry ဒီကောင်းနဲ့ပြအဲ့တော့ main ကွက်ပေါ့နော် main ကွက်မိတယ်ထိတ်စီးမိတယ်ပတ်သီးမိတယ် သုံးသီးစားပေါ့ရကြရလားတော့မသိဘူးငလင်းနေလဲလှုပ်ကြတာနော်ညာနေကင်းကြရလားမသိဘူးတပြီလုံးငလင်းနေလှုပ်တယ်မန္တလေးကတော့ပူဆိုးတဲ့လူချားတာပဲလိုင်းပေါ်မှာတွေ့ငလင်းနေလှုပ်ကြတယ်ကဲဟုတ်ပြီတော့ကျွန်တော်တို့ညက်နေကိုကြည့်ကြမယ်ပေါ့နော်ညက်နေအတွက်ကိုဂျူစာပြီးထားတာလေးရှိတယ်ညက်နေအတွက်ညက်နေအတွက်ပါရှိမလဲအဲ့တော့ညနေအတွက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကနေစကြည့်မလဲပေါ့ ဟယ်လိုညနေအတွက်ကျွန်တော်တို့စပြီးတော့ပြမယ်ဆိုရင် မနေ့ကကျွန်တော်တို့ဖာထွက်လဲ30နော်ဟုတ်ကန်30ကျုပ်ပြအောင်မယ်ဆိုပြီးတော့တခြားတင်ပေးထားပါတယ်လို့အဲ့တော့ပေါက်ကြလားမပေါက်ကြလားတော့ပြောတယ်ဆဗရမအောင်လုံးအနေနဲ့ကျွန်တော်လုံးပိုင်ကိုရင်စပြမယ်နော်လုံးပိုင်ရင်စပြမကင်ညက်နေပွဲသိမ့်ပေါ့ပွဲသိမ့်မှာဘာရှိမလဲ ွဲသိမ်းပါရှိမလဲနောက်တစ်ခုကကျွန်တော်တို့ကြည့်တဲ့လူတွေဘလို့လက်မလေးတစ်ချက်စီထောင်ပေးသွားကြပါဟိုခြံရွယ်ကမတင်နာကြာပြီဖြစ်လို့အခုမှပြန်နေတော့ reach ပေါ့နော်တိတ်မရဘူးဖြစ်နေဟောတိတ်မရဘူးဖြစ်နေတာ sorry နေရာမုံတိတ်မရဘူးဖြစ်နေတယ်အဲ့တော့တယောက်ကိုတစ်ချက်စီပြာ 1kg 1kg လက်မထောင်သွားလိုက်ကြနော်လက်မထောင်သွားလိုက်ကြကုညီတော့အားဖြင့်ပေါ့ဒါလေးပဲကုညီရတာပါ ဒါရမှ reach နောက် comment comment မှာဝင်ရင်းလည်းပိုအဆင်ပြေနော် comment များရင်လည်း reach ပိုရောက်တယ်ဟိုကြည့်တဲ့လူလူတော်တော်များများကိုပြပေးတယ်ဗောနော် comment comment ဝင်ရင်းကြဥပမာဆိုပါလို့ hi ပဲရေးပဲရပါပဲရေး comment လူရောက်တရာဝင်ကြည့်တယ်ဆိုရင် comment တရာပေါ့လူရောက်တထောင်ဝင်ကြည့်တယ် comment တထောင်လောက်ဝင်ပြီးတော့ရေးပေးသွားမယ်ဆိုရင်ပိုအဆင်ပြေပါတယ်ကဲဟုတ်ပြီအဲ့တော့နောက်ဆုံးလုံးပိုင်းအနေနဲ့ကျွန်တော်စကြည့်မယ်ဒီမှာ ကယ်ကလုံးပိုင်းဆိုင်ကုန်နော်ကျွန်တော်ကဟွာပြောရင်းသားနဲ့ပြရတဲ့မရှင်းလို့ဖြစ်သွားတာဗီဒီယိုပြန်ဖြုတ်ချနော်ပြန်ဖြုတ်ချရင်ပြင်ပပြန်ပြပြန်ဆက်တယ်ပေါ့နော်ပြန်ဆက်ပြီးမှပြန်တင်ရတာအဲ့တော့ဒီမှာခွန်3 6ခွန်3 6ပေါင်းရင်ကျွန်တော်တို့နော်6ရတယ်နော်6ရတယ်အဲ့6ကကျွန်တော်ဒီမှာ6နော်6 6ဆိုပြီးညနေခင်းမှာ6ညည်ရနော်တခါကျွန်တော်တို့ဒီမှာ353 353ပေါင်းတော့ကျွန်တော်ရှေ့ရတယ်အဲ8ကကျွန်တော်ညနေခင်းမှာပဲ6ရှင်းမှာရှေ့ပြီးပါတယ်နော်တခါကျွန်တော်ခုံခုံပေါင်းတော့4 sorry ခုံခုံပေါင်းတော့4 4နဲ့6နဲ့ပေါင်းတော့3ညနော်3ညဆိုတော့3ညပိုင်း3ညပိုင်း3ညငါးမှာပြီးပါတယ် တခါဒီနေ့အခုညနေအတွက်ပေါ့နော်ညနေတော့က3 4ပေါင်းတော့ခွန်ခွန်နဲ့4နဲ့ပေါင်းတော့တုံညာနော်အတုံညာခွန်နဲ့3 3 4ပေါင်းတော့ခွန်ခွန်နဲ့တုံညာနဲ့ပေါင်းတော့လေခွန်မဲအဲ့တော့ညနေအတွက်ကျွန်တော်တို့ဒီပွဲအတွက်ခွန်ပိုင်းရှိပါတယ်ခွန်ပိုင်းနော်ခွန်ပိုင်းကျွန်တော်တို့ခွန်ပိုင်းရှိပါတယ်နော်အားခွန်ပိုင်းကဲဟုတ်ပြီအဲ့ဒါနဲ့ခုနဗီဒီယိုနဲ့ဆက်ပြီးပြန်ပေါင်းရမှာပြမယ်ဆိုရင် 63ပေါင်းချင်း63ပေါင်းချင်းရဲ့ကိုကိုရဲ့နှက်ခတ်က6ကိုရဲ့ပါဝါလေး64လေးရဲ့6ညိတယ်နော်တခါကျွန်တော်3ညနဲ့ပေါင်းတော့2 2ရဲ့နှက်ခတ်က4 2 2ရဲ့နှက်ခတ်က4 2ရဲ့ပါဝါခွန်4ခွန်နဲ့ကခွန်ညိတယ်တခါတစ်ခွန်ပေါင်းတော့8เนาะတစ်ခွန်ပေါင်းတော့8ရှင်းတဲ့ခက်ကတိရှင်းပါဝါ3တ3ထဲထွက်သွားတယ်เนาะတ3ထဲထွက်သွားတယ်တခါကျွန်တော်တို့ဒီမှာ2 3ပေါင်းတော့9เนาะ ငါငါဆိုတော့ငါရဲ့နှက်ခက်က3ငါရဲ့ပါဝါ3ည3 3ညတဲ့ဟာ3ထွက်တယ်တခါ83ပေါင်းတယ်83ပေါင်းတဲ့ခါကျတော့ကျွန်တော်တည့်ရတယ်နော်တည့်ရဲ့နှက်ခက်က8တည့်ရဲ့ပါဝါ3တည့်ရဲ့ပါဝါ6နော်တင်းတဲ့ခက်က8တဲ့ပါ6ထဲက6ထွက်တယ်တခါ3 6ပေါင်းတော့9 9ရင်တဲ့ခက်က6 9ရင်တဲ့ခက်က6 9ရင်ပါဝါ4 6 4တဲ့က6ထွက်တယ် ဖြောင်းလေးတွေ6ထွက်တယ်နော်တစ်ခါကျွန်တော်တို့9ရှစ်ပေါင်းတော့3 3ရဲ့နှစ်ခက်က9 3ရဲ့ပါဝါ6 98ထဲကကျွန်တော်တို့9ထွက်တယ်အဲ့တော့ညနေအတွက်ညနေတွေခွန်9ပေါင်းတော့1တော့1နှစ်နှစ်ခက်က4 2ရဲ့ပါဝါခွန်4ခွန်ဒါ4ခွန်ဝန်းကျင်နော်အဲ့ညနေတွေကျွန်တော်4ခွန်ဝန်းကျင်ချိန်4ခွန်ဝန်းကျင်ရှိပါတယ်နော်ဥနာတော့ခွန်ပိုင်း အခုက၄ခွန်နော်ခုနတော့ခွန်ပိုင်းရှိတယ်ခုက၄ခွန်ခွန်ဆိုတဲ့အချက်ညီနေတယ်နော်ညီနေကဲဟုတ်နောက်တစ်ခုထပ်ပြမယ်နောက်တစ်ခုကကြတော့ဘယ်လိုမျိုးပြမလဲပေါ့နော်နောက်တစ်ခုထပ်ပြနော်လို့တဲ့ဒါလေးတွေခဏပြန်ဖြတ်လိုက်။ဒါလေးတွေဖြတ်လိုက်မယ်။အဲ့တော့ခွန်ပိုင်ရှိတယ်။လေးခွန်ဝန်းကျင်ရှိတယ်နော်။လေးခွန်ဝန်းကျင်ရှိတယ်။ကဲဟုတ်ပြီ။အဲ့တော့ညနေပဲဆက်ပေါက်ကြပဲဗျာ။မနေ့က ဟုတ်ကန်30ချုပ်ပြအောင်မယ်နဲ့ကျွန်တော်တို့ main ခွက်မိထားတယ်3တိစားထိတ်ဆိုရင်3ဖတ်တိဆို3ည main ခွက်เนาะ30လဲဟုတ်ပြီအဲ့တော့နောက်ထပ်ဝန်ကြီးတစ်ခုထပ်ပြဝန်ကြီးကကြာတော့ဘယ်ကနေစလဲဆိုရင်ဘယ်ကနေစလဲဆိုရင် ခဏလေးပြရဖို့အတွက်ကိုလည်းပြန်ကြည့်ပါရကဲဟုတ်ပြီနော်အဲ့မှာကျွန်တော်တို့ဝမ်းချင်းနောက်တစ်ခုထပ်ကြည့်ဝိုင်းနေတော့ခုကကြတော့ သူကဒီမှာဒီအောက်ဆုံးကနေပဲပြလိုက်တော့လဲဒီမှာ၄နှစ်ဟော၄တုံညာပေါင်းခြင်း၄เนาะ၄တုံညာပေါင်းခြင်း၄ဆိုတော့၄ညနေတော့၄၄ရက်နှစ်ခတ်က2 4 2ဆိုတော့ဝန်ကြီးရှိတယ်ဒါမနေ့ရဆိုလို့ရှိရင်မနေ့ရဆိုလို့ရှိရင်ကျွန်တော်တို့ခေါ်ချပေါင်းခြင်း3เนาะ3ရက်3ရက်နှစ်ခတ်5ရက်3 5ဝန်ကြီးရှိမယ်3 5ဝန်ကြီးရှိမယ်နောက်တစ်ခုကကြတော့ ျွန်တော်တို့၅သုံးပေါင်းချင်းရဲ့ရှစ်နော်၅သုံးပေါင်းချင်းရဲ့ရှစ်ရှစ်ဆိုတော့ရှစ်ရှစ်ရှစ်နဲ့ခက်ကတိရှစ်တိဝန်းချင်းရှိမယ်နော်ရှစ်တိဝန်းချင်းရှိမယ်နောက်တစ်ခုကျွန်တော်တို့ဒီမှာ36ပေါင်းချင်း9နော်9 9ဆိုတော့96ဝန်းချင်းရှိမယ်နော်တခါကျွန်တော်တို့ဒီမှာ81ပေါင်းချင်းရလဲ ဝဲဟုတ်ကိုဝဲဆိုတော့ကျွန်တော်တို့96ဝန်းကျင်ရှိမယ်96ဝန်းကျင်ရှိမယ်တခါကျွန်တော်တို့နှစ်တစ်ပေါင်းခြင်းကဒီမှာ3เนาะ3 3ဆိုတဲ့ခါကျတော့3ဆိုတော့35ဝန်းကျင်ရှိမယ်เนาะ35ဝန်းကျင်ရှိမယ်တခါဒီမှာကျွန်တော်တို့16ပေါင်းခြင်းကခွန်ခွန်เนาะခွန်ခွန်ဆိုတော့ကျွန်တော်တို့ခွန်3ည ခွန်ရဲနှစ်ခတ်ခွန်ရဲနှစ်ခတ်သုံးညခွန်လုံးညဝန်းကြီးရှိမယ်အဲ့တော့ဘလိုလေးမှန်လာလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်ဒီခွန်သုံးညတစ်ချောက်ပေါင်းနေခွန်သုံးညဝန်းကြီးနေခွန်ကြီးတယ်ဒီမှာခွန်နော်နှစ်တစ်ပေါင်းရင်3 35ဝန်းကြီးနေရ3ကြီးတယ်ဒီမှာ3နော်3တခါ8တစ်ပေါင်းရင်9 6ဝန်းကြီးနေရ6ကြီးတယ်ဒီမှာ6နော်တခါ၃၆ပေါင်းရင်၉၉၆ဝန်းကျင်တွေက၆ညိတယ်ဒီမှာ၆နောက်တခါ၅၃ဝန်းကျင်ရ၈ ်ရှင်းတစ်ခါတည်းရှင်းတစ်ထဲရရှင်းကြီးတယ်ဒီရှင်းကြီးတယ်ဒီမှာရှင်းနော်တခါခွန်6ပေါင်းချင်း3 3 9 1ကျင်းနဲ့ကဒီမှာ9 9ညီတယ်မနေ့ကနော်ဒီမှာ3 9မှာညီတယ်အဲ့တော့ကျွန်တော်4 3ပေါင်းချင်း4 4ရက်နှက်2 4 2 1 4 2 1ချင်းနော်4 2 1ချင်း4 2 1ချင်းအဲ့တော့ကျွန်တော်တို့ချင်းဒီချင်းမှာကျွန်တော်တို့ဘာရလဲဆိုတော့တော့ လေးနှစ်ဆိုတော့ဝန်ကြီးရအဲ့တော့ကျွန်တော်ဘာတွေရထားလဲလုံးပိုင်ကခွန်လေးခွန်ဝန်ကြီးရလေးနှစ်ဝန်ကြီးရဒါဆိုရင်တော့ကျွန်တော်ခွန်လေးနှစ်အပြီးထိုးမယ်ဗျာเนาะခွန်လေးနှစ်အပြီးထိုးမယ်ထိုးလို့ရတယ်ဗောနော်ခွန်လေးနှစ်အပြီးထိုးလို့ရတယ်အဲ့လိုမျိုးထိုးလို့ရတယ်အဲ့တော့ပတ်သီးအနေနဲ့တော့မယ်ဆိုရင်ခွန်လေးပတ်သီးပတ်မယ်ဗျာเนาะအဲ့တော့ဒါလေးကိုကျွန်တော်တို့28ရက်နေ့အပိတ်ပွဲညနေအတွက်ကျွန်တော်တို့ခဏန်းတွဲတော့မယ် အနမ်းတွဲတော့မှာနော်ကနန်းတွဲမယ်28နှစ်အတွက်ကဲဟုတ်ပြီကနန်းတွဲမယ်ကနန်းတွဲမယ်ဆိုရင်ကျွန်တော်တို့28 28ရက်နေ့ညနေ ညနေနော်ညနေညနေညနေအတွက်ဆိုရင်ကျွန်တော်တို့ပတ်သီးဘိုင်နေနဲ့ကကျွန်တော်တို့ကခွန်ပိုင်ရတယ်နော်ဘိုင်နေနဲ့ကကျွန်တော်တို့ခွန်ပိုင်ရှိပါတယ်ခွန်ပတ်သီးချင်းတစ်ခုအနေနဲ့ပထမဆုံးချင်းတစ်ခုအနေနဲ့က၄ခွန်ချင်းရှိတယ်နောက်ချင်းတစ်ခုအနေနဲ့က၄နှစ်ချင်းရှိတယ်နော်အဲ့တော့တူးနေတာရှိတယ်ခွန်တူတယ်၄တူတယ်နော်ခွန်တူတယ်လေးတူတယ်အဲ့တော့ပတ်သီးကိုကျွန်တော်တို့ယူမိပတ်သီးနှလုံးဖြစ်မယ်ဒီကြောက်ဒီညနေပေါ့နော်လေးခွန်ပတ်သီးပေါ့နော်လေးခွန်ပတ်သီး လေးခွန်ပတိဖြစ်မယ်ခွန်လေးပတိခွန်ပတ်မယ်ခွန်ပတ်မယ်လေးပတ်เนาะခွန်လေးပတ်မယ်ပတိเนาะခွန်လေးပတိဖြစ်ပါတယ်ခွန်လေးနှစ်အပြီးထိုးမယ်เนาะခွန်လေးနှစ်အပြီးထိုးမယ်ခွန်လေးနှစ်အပြီးခွန်လေးနှစ်အပြီးကိုလွှဲကြည့်မယ်ခွန်လေးပတိခွန်လေးပတ်မယ်အဲ့တော့ ၄နှစ်ရှိမယ်၄ခွန်ရှိမယ်နှစ်ခွန်ရှိမယ်နော်နှစ်ခွန်ရှိမယ်၄ခွန်ပတ်မယ်နော်၄ခွန်ပတ်ပြီး၄နှစ်၄ခွန်နှစ်ခွန်အဲ့ဒါတွေအားထုတ်မယ်ပေါ့နော်ဒီ၆ခွက်ပေါ့နော်၄ခွန်နဲ့အပြီးနောက်တစ်ခုကကြတော့အပူလေးပါထည့်လိုက်တော့၄၄၂၂၇ခွန်ခွန်ဆိုတဲ့အပူပါထည့်ရမယ်နော်အဲ့ဒီ၆ခွက်ထိုးပါမယ်အားလုံးပဲ ညနေခင်းเนาะကံကောင်းကြပါစေကျွန်တော်၄ခွန်ပတ်တိရှိပါတယ်၄နှစ်၄၄နှစ်နှစ်ခွန်ခွန်၄နှစ်၄၄ခွန်ခွန်၄နှစ်ခွန်ခွန်နှစ်ောက်၄၄နှစ်နှစ်ခွန်ခွန်အဲ့ဒါရဲ့တွေ့ထိုးမယ်ခွန်၄ပတ်မယ်ဗျာခွန်၄ပတ်မယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့၃ည၃ရေ၃ည၅ရေထွက်ပြီးလို့ရှိရင်၃ည၄ဆိုတာလေးတစ်ခွက်တော့ကျွန်တော်တို့ရံခွက်အနေနဲ့ထိုးပေးပါเนาะ၃ည၄တစ်ခွက်တော့အာပြီးတော့ရံခွက်အနေနဲ့ထိုးပေးပါအားလား ့3.4အဲပို့ပြီးတော့ပို့ပြီးတော့ရန်ကျင်တယ်3.2နော်3.2 3.4ပြီးတော့3.9ဒါလေးတွေတော့နည်းနည်းပေါ့ခပ်ပါပါပေါ့နော်ရန်ပေးပါ3.2ရဲ့3.4ရဲ့3.9အားပြီးတော့ရန်ပေးပါခဲ့အားလုံးပဲကျွန်တော်တို့ညနေခင်းလဲအောင်ပွဲရကြပါစေဗျာเนาะအောင်ပွဲရကြပါ